ဟာသတင်းထူးလေးများကိုကျွန်တော်တင်ပြပေးပါမယ်။အာပထမသတင်းအနေနဲ့တော့ဝမ်းသာစရာပေါ့နော်။အာသတင်းပေါ့။ပြည်တော်စုသဗ္ဗမြန်မာနိုင်ငံဘဏ္ဍာရေးနဲ့အကောင်ဝင်းဌာနကအမိန့်ကြော်ညာစာမှတ်130မြေဆောင်2025နဲ့ဒါဝန်ထမ်းတွေအားလုံးကိုဒါအပူဆောင်ထောက်ပံ့ကျင်းွေ3000ပေါ့နော်ဒါချင်းမြင့်လိုက်ပါတယ်ဒါအငိမ့်စားဝန်ထမ်းတွေလည်းပါဝင်လာ အဲ့လိုသိရပါတယ်เนาะဒါကတော့ဒါနိုင်ငံတော်ရဲ့ဗန္ဒာကြီးအခြေအနေပေါ်မူတည်ပြီးတော့ဒါဝန်ထမ်းတွေအငြိမ်းစားဝန်ထမ်းတွေအတွက်အဲနိုင်ငံတော်ကထောက်ပံ့ခြင်းကိုအချီးမြှင့်တဲ့အဲတရင်ဖြစ်ပါတယ်။အပြည့်ပြည့်ဝန်ထမ်းတွေဒါခေတ်ကာလအနေထားရကုန်စင်းတို့ကရန်ကြီးမြင့်ပါတယ်။ကျောက်တလုံး900ရှိပါတယ်။ဘဲဥတလုံး600လောက်ရှိနေပါတယ်။အဲဒီနေသားမျိုးမှာဝန်ထမ်းတွေလည်းဒီလာဆောင်ဝင်တဲ့ရက်တိဖို့ဆိုတာဒါတော်တော်ခက်ခဲမှာပဲဖြစ်တယ်။ ဒါအားလုံးကတော့စောင်းဝင်းနေတဲ့ရုံးငန်းရတာခက်ခဲတာပဲကျွန်တော်တို့ကဆိုကုန်သင်းတို့ကိုမျက်စိမပြတ်ကြည့်ပါတယ်အဓိကအကြောင်းရင်းတွေကတော့ဒါဒီပြည်ပအနေနိုင်ငံတကာ ပိတ်ဆို့မှုတွေအော်နေတဲ့ NGO ပြည်ပြည်တွေနဲ့ဒီဒီနိုင်ငံတော်ရဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေပေါ်မှာပိတ်ဆို့ပြီးဓမြတိုက်စက်ကြီးကောက်ကုန်သွယ်ရေးဆောင်ရွက်လို့မရအောင်ပိတ်ဆို့ထားတဲ့လက်နက်ကင်တောင်းကျမ်းသူတွေကြောင့်ဒါမြန်မာပြည်တွင်းကကုန်သင်းတို့ကအဆမတန်မြင်မာနေတာဖြစ်ပါတယ် နော်ဒီပြည်ရင်းတောင်းကျမ်းမှုတွေနိုင်ငံရေးတည်ငြိမ်မှုတွေပြန်လဲရရှိလာရင်တော့ကုံစင်းတို့တော့အတိုင်းအတာတစ်ခုထိထိန်းထားနိုင်မယ်လို့ကျွန်တော်အနေနဲ့ဒါအသုံးသပါတယ်ဘာဖြစ်ဖြစ်ဝန်ဆောင်စရာသတင်းဖြစ်ပါတယ်နော်ဒီနေ့ပါမယ်နော်သတင်းတစ်ခုကတော့ဒါအားလုံးဟိုသိတဲ့အတိုင်းပါပေါ့နော်ဒီ NG ဘက်မှာပေါ့နော်ဟိုအလူခံတယ်ပြီးရင်အဲ့လူခံပတ်စံလေးကိုဘုံတယ်ခိုးတယ်အဲဒါနဲ့ပဲနိုင်ငံသားမှာပေါ့နော်အာဒီသူက ARD တိုင်းပေါ့နော်ဂျာကန် ရွာကပန်းဆဲလို့ပေါ့နော်အရင်တော့ဖနက်တောင်သဲယူလက်စီရတဲ့အစင်းကနေနော်အခုဆိုရင်အမေကမစတူးဆိုင်တွေပါပြီးပိုင်ပြီးတော့သူကမွေးရပါချမ်းသာလာတဲ့ပုံစံမျိုးနဲ့ဟောချမ်းသာလာပြီးတော့လက်ရှိနေထားမှာတော့အဲဒီမိမကအလူခံလုပ်ငန်းတွေကိုရတယ်ကျွန်တော်တမန်အလူခံလုပ်ငန်းတွေရတဲ့လဲသူကလှူမဲ့လူလည်းမရှိတော့အကြောင်းဖြစ်တယ်သူခိုးတယ်ဆိုတာလဲဒါမြန်မာတိုင်းနိုင်ငံလုံးကပြည်သူတွေကသိတယ်နိုင်ငံခြားအနီးဘေးနေလောက်လဲတော်တော်များများသိလာကြတယ်သူတို့ချင်းချင်းဖော်ထုတ်မှုတွေကြောင့်လဲဒီဒီအလူခံလှုပ်ရှားလို့တော့မရတော့ဘူး เนาะဒီအချက်တစ်ချက်ကြောင့်လည်းဖြစ်နိုင်တယ်နောက်တစ်ချက်ကဘာလဲဆိုတော့အမေရိကန်မှာဒီအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံသားတွေ ဝင်ရောက်မှုနဲ့ပတ်သက်ပြီးတော့သူတို့အမေရိကန်ဒေါ်လာထက်စိုးရတော်တော်စစ်စစ်လာတယ်။အကြိမ်ပတ်ဆက်လို့ကဒီအကြမ်းဖက်မှုတွေမှာတော့ပတ်သက်တာဆက်ဆက်လာတာပတ်သက်ပြီးတော့ဒါအကြိမ်တစ်ခုခုပေါ်ပေါက်ခဲ့ရင်သူလည်းပြည်ပြည်ကတ်ထုတ်ခံရမှာပဲအမေရိကန်ကနေ။တော့ဥက္ကမင်းမောင်တို့ကတော့ဒါတိတိကျကျဖော်ထုတ်ထားတာရှိတဲ့အတွက်ဒီပတ်ဆက်လို့အနေထားအရာကလည်းဒီအမေရိကန်မှာဆက်လက်ရက်တည်ဖို့ဆိုတာဒီပုံစံနဲ့ရက်တည်လို့မရဘူး။ဒါကြောင့်အလူခံလုပ်ငန်းတွေကိုသူရက်ပါမယ်ပေါ့နော်။အလူခံပြီးတော့စားတဲ့လုပ်ငန်းတွေကိုရက်မယ်။ထောက်ပံ့ရေးလုပ်ငန်းပေါ့နော်။သူထောက်ပံ့နေဆိုတာဘာမှမရှိပါဘူးနော်။ပြောပ စရာမရှိပါဘူးဒီ PDF တွေထောက်ပြနေဆိုတာပြောပြစရာမရှိပါဘူးအခုတော့ तू အဲ့လုပ်ငန်းတွေကိုရက်တက်မယ်ဆိုပြီးတော့အာတရင်တပုတ်အနေနဲ့အဲကျွန်တော်ရရှိပါတယ်နောက်ထပ်ထူးခြားသတင်းပေါ့ထူးခြားဆုံးသတင်းအဲထူးခြားသတင်းကတော့ဒါကြောင်မဲမြို့ပေါ့နော်ကြောင်မဲမြို့မှာတက်မတော်ကကြောင်မဲမြို့ဘဝတိရောက်နေပြီနော်မြို့ကိုပတ်ချလဲပတ်ထားတယ်အဒီနေ့ဆိုရင်အလောင်းတန်းတွေလည်းအများကြီးရတာအတွေ့ရတယ်အဲဒီနေသားမြို့ပေါ့နော်ကြောင်မဲမြို့တွေက DLA တွေကတော့ ဒါဌာနဆိုင်ရာအဆောက်အဦတွေကိုမီးရှို့ဖျက်ဆီးပြီးတော့ဒါထွက်ပြေးဆုတ်ခွာကြတာကိုတွေ့ရလှုပ်ဆောင်လာတယ်ဒီဒေသခံရှမ်းတိုင်းသားတွေကလည်းဒီ TNL နဲ့ပတ်သက်ပြီးလုံးဝလက်မခံဘူး TNL တွေထွက်သွားတဲ့နေရာတွေမှာသမီးတို့ကဒါဒီဝင်ရောက်ဖျက်ဆီးပြီးတော့နေရာယူတာကိုဟိုတွေ့ရရှမ်းတိုင်းသားလူမျိုးစုတွေကတော့ဒီပလောင်ကိုလုံးဝလက်မခံကြတာကိုကျွန်တော်တို့တွေ့ရပါတယ်ဘာဖြစ်ဖြစ်အတင်းနဲ့အမြင်ပဲအเจ้าမဲကတတ်မလို့ကပြန်လဲ အဲသိမ့်ပိုက်တော့မှာဖြစ်ပါတယ်သိမ့်ပိုက်ပြီးတော့ပြန်လဲတိစောက်ရီတွေလုတ်ပြည်လူနေထိုင်တာကိုပြန်ပြီးလုတ်ပေးရမယ်ဒါတွေလုံးအောင်မယ်ဆိုတာတိရအတွက်တီအယ်လေးရလဲနော်လူနေအိမ်လေးအစိုးရဆောက်ဦးတွေကိုမိရှုဖြတ်စီပြီးထွက်ပြေးကြတာဖြစ်တယ်လို့ကျွန်တော်တို့ကသုံးသပ်ပါတယ်လက်ရှိနေထိုင်မှာတော့စီရေးရပြောမယ်ဆိုရင်အဲတီအယ်လေးကအရင်အမျက်နော်အမျက်ရစရာအကြောင်းမရှိဘူးစစ်ရှုံးနေပြီထောက်လျှောက်ရှုံးသွားမှာဖြစ်တဲ့အတွက်ဒီတက်မတော်ရဲ့ထိုးစစ်တွေကိုလည်းအပြင်းထန်ထိုးစစ်တွေသူ့မှာခုခံနိုင်လို့ဆွမ်းအားတကယ်မရှိတော့ပါဘူးမရှိတဲ့အတွက် အားလုံးကိုပြန်ပြီးလက်လွတ်ပေးရမှာအသေးစားပါပဲเนาะဆက်ပြီးတောင်းခံနဲ့ဆက်ပြီးတက်လိုက်ရင်လူဝင်ရပြုံးပြီးထပ်ပြီးသေးချောင်းပါပဲเนาะအာဒီ TLN နဲ့ပတ်သက်ပြီးတော့တက်မတော်ကသူတို့အကုန်ရှင်းပါလားဒီရရှိထားတဲ့မျိုးတွေလောက်ပဲတက်မတော်ကပြန်ပြီးထိန်းချုပ်ပါလားအဲဒါကတော့တက်မတော်ကတော့စီစဉ်ရမယ်ဆုံးဖြတ်မယ်အပိုင်းနေဖြစ်ပါတယ်ဒါကတော့ဒါစီးရေးချင်နေပါတော့ဒါနိုင်ငံတော်အကြီးအကဲတွေကဆုံးဖြတ်ပါလိမ့်မယ်နောက်ထပ်သတင်းတစ်ခုကတော့သူတို့ပြောတဲ့ သူတို့တွေအမြဲပြောနေတဲ့အောင်စရာစစ်စင်ကြီးပေါ့နော်အောင်စရာစစ်ကြောင်းကအာဒီသူတို့ကတော့အရင်တော့သင်္ကန်းကြီးတော့ရတော့တော့မြောက်ဒီကိုမရောက်နိုင်ဘူးသင်္ကန်းကြီးကိုမလာနိုင်ဘူးလို့ပြောခဲ့တာပေါ့နော်အဲတကယ်လဲဖြစ်လဲဖြစ်ကောတတ်မတော်ကဒီသင်္ကန်းကြီးနောင်လို့ညောင်ဒီကိုလဲတကူသိမ့်ပိုက်ပြီးတော့ရပိုင်းလေးတွင်းမှာသိမ့်ပိုက်ပြီးတော့တောင်ဘက်ကိုထိုးစစ်စင်တဲ့အခါမှာဒီအခုလက်ရှိမှာဆိုရင်အဲတိုက်ပွဲတွေမှာဆိုရင်ဒါတတ်မတော်စစ်ကြောင်းတွေက၄ကီကောထိရောက်ပြီးတော့၄ကီကောရဲ့အဲဒစိဒစိဒါ ဟိုပြန်လဲသိမ့်ပိုက်ထားပြီးဖြစ်ပါတယ်ဒီမှာတိုက်ပွဲတွေပြင်းထန်မှုတော့ရှိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပါတပ်မတော်က license ချိန်မုန်းနေတာဖြစ်တဲ့အတွက်တိုက်ပွဲကတော့ကိုယ့်စီကထိုးစစ်เนาะဒီ KNU နဲ့ KDN လေးအဖွဲ့တွေကတော့ခံစစ်အနေထားကိုဟိုတွေ့ရပါတယ်အဲဒီနေရာမှာတော့ကင်းရင်တွေကိုအများကြီးပြောလို့တာရှိတယ်အဲဦးမူဒူစေဘိုလက်ထက်တော့ကတင်းကြီးအေးချမ်းခဲ့တဲ့ကင်းရင်ပြည်နယ်ဟာ Pro Covid 2လက်ထက်မှာတော်တော်ကို နော်အချိန်ကြီးစိုးဝါလာတာကိုတွေ့ရတယ်။နော်ငြိမ်းချမ်းရေးအချိန် AC အချိန်လဲဆက်လက်ထိန်းသိမ်းမှုဆန္ဒရှိတဲ့ပုံမပေါ်ဘူး။အကြမ်းဖက်မှုတွေပဲဆက်လက်လှုပ်ဆောင်ပြီးတော့ရက်တီသွားမဲ့အနေထားရှိတယ်။ဒါကတော့ကင်းပြင်းနေဘူးဘူးဖြက်စီတော့ကင်းရင်ပဲဖြက်စီတာ။ကင်းပြင်းနေကဒီဥမှုရူဆိုးဖို့လက်ပေါ်မှာတင်းကျင်အေဂျင့်တိုးတက်ဖွံ့ဖြိုးနေတဲ့ကာလကာလဖြစ်တယ်။ဒါကိုကွယ်ထူးဝင်းကတက်ခေါင်းဆောင်ဆိုပြီးတက်လှုပ်လာပြီးတော့တခုကင်းပြင်းနေကိုဖြက်စီတဲ့အနေထားမျိုးဖြစ်တာကိုကျွန်တော်တို့တွေ့ရှိရပါတယ်။အာဒါကတော့နော်ဟိုဆေးအခြေအနေညာပြောမယ်ဆိုရင် လက်ရှိ NGO ကိုဒီဖိုးကြီးတွေကကိုးကွယ်နေတာ NGO ဆိုတာကဗျာနိုင်ငံရေးရလဲဘာမှအောင်မြင်မှုရအောင်မလုံဆောင်နိုင်ဘူးတန်တမာရေးရလဲဘာမှအောင်မြင်မှုရအောင်မလုံဆောင်နိုင်ဘူးဒီ၅နှစ်တွေမှာဒီမလုံဆောင်နိုင်လို့ပဲဒီ PDF တွေမြေပြင်မှာတိုက်တယ်ဒီ KNU တို့ဘာတို့ကိုတိုက်တယ်တန်တမန်ကြီးကနိုင်ငံကြီးကနိုင်ငံနိုင်ငံကရေးရရဘာများအကာအကွယ်များပြီးပြုတယ်ဘာအကူအညီများရဘူးလို့လဲ။ဟောဒါအိုပြန်ကြည့်ရင်ဒီလေလိုင်းပေါ်အစူအားနဲ့ဒီ KYN ခေါင်းဆောင်တွေကသွားထိတွေ့တဲ့အတွက်ဒါကင်းရင်ပြည်နေကပျက်စီးရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ တော်ပြီးတွေးရပါတယ်လက်ရှိမြန်မာပြည်ရဲ့အခြေအနေကိုပြန်ပြီးသုံးသပ်မယ်ဆိုရင်ဒါတကယ်တမ်းမြန်မာပြည်ရဲ့ငြိမ်းချမ်းကို ဖော်ဆောင်နိုင်တဲ့လူပုဂ္ဂိုလ်ပေါ့နော်လက်နဲ့ကန်ခေါင်းဆောင်တွေကလက်လက်တစ်ဖက်စာမရှိပါဘူးဆေးရောင်းမရှိပါဘူးဒါသူတို့ရဲ့အမုန်းတရားပေါ့နော်သူတို့ရဲ့ခံယူချက်ပေါ့သူတို့ရဲ့အမုန်းတရားပေါ့သူတို့ရဲ့လူမျိုးစွဲစိတ်သက်အစွန်ရောက်စိတ်သက်တည်နေပြည်သူတစ်ယောက်ခုခုလုံးကိုနော်ပြည်သူတစ်ခုလုံးကိုဒုက္ခဆင်းရဲတွေကိုရောက်စေတယ်ပြည်သူတစ်ယောက်လုံးအိုးပြစ်အိမ်ပြစ်နော်ဖြစ်အောင်ဒီကောင်လေးသူတို့တွေလှုပ်ဆောင်ခဲ့တယ်တကယ်တော့သူတို့ရဲ့အတ္တမာနကိုချုပ်ပြီးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့နိုင်ငံတော်အေးချမ်းဖို့တည်ငြိမ်ဖို့ဝိုင်းဝန်းလှုပ်ဆောင်ကြမယ်ဆိုရင် မြန်မာပြည်ကတည်ငြိမ်အေဂျင့်တိုးတက်ပါတယ်အဲ့ဒီလိုလှုံ့ဆော်မှုလူကအများကြီးမုံပါဘူးလက်တစ်ဖက်စာလူမရှိတဲ့မရှိပါဘူး KYU မှာဆိုရင်ခွဲထူးဝင်းတို့ကချင်မှာ KYU မှာဆိုအင်ဘန်လာတို့ခန်ဆောင်တို့ကြရမှာလဲဒါကြရကောင်းဆောင်လို့ပေါ့နော်လောစေတော့မာဝီတို့ပါတော့ပေါ့ဒီကောင်လေးနဲ့ဒီခွန်ဘီတူပေါ့နော်ဒီလူကောင်လေးပေါ့ဒီလက်တဆော့ချင်းမှာလဲချင်းကောင်းဆောင်လေးပေါ့ဒီလက်တဆော့ဆိုတာမရှိပါဘူး50ရောက်ပါပဲနော်အဲဒီကောင်လေးရဲ့အမုန်းတရားဒီကောင်လေးရဲ့နိုင်ငံရေးယုံကြည်ချက်လဲလွှဲမမှု နော်ဟိုတိုင်းပြည်ကိုတိုင်းပြည်နဲ့ပြည်သူကိုပြန်မကြည့်ပဲအဖြတ်လုပ်ရက်တွေကိုကြည့်ပြီးဟာအနိုင်တိုင်းမှာအပြုတ်ချမယ်ဆိုတဲ့စိတ်ဓာတ်နော်စိတ်ဓာတ်အနိုင်ချအနိုင်တိုင်းမှာအပြုတ်ချမယ်ဆိုတဲ့မဖြစ်နိုင်တဲ့စိတ်ဓာတ်ခင်ဗျခါချေကောင်မန်ကြီးပြီးတော့မြို့တော်ဖြုံမဲ့ပုံစံမျိုးအနေထားတွေကြောင့်ဒီအဲ့ဒီဒေသမှာရှိတဲ့ပြည်သူတွေဟာစင်ရထွင်းနေပြီးတော့နော်စီဗီစစ်တမ်းကိုခံရတယ်နော်စီဗီတွေရှောင်ရတယ်မြို့ရွာတွေပျက်စီးတယ်ဆိုတဲ့အခြေအနေမျိုးကိုစိုက်ရောက်ရတာဖြစ်ပါတယ် နော်ဒါကတော့မြန်မာပြည်ရဲ့လက်ရှိအနေထားပေါ့နော်တကယ်ရေးသာသူတို့သာကောင်းမွန်မှန်ကန်သောနိုင်ငံချစ်စိတ်ရှိမယ်နော်နိုင်ပြည်တိုင်းပြည်ကိုအေးချမ်းကျင်တဲ့ကိုလူမျိုးဖွံ့ဖြိုးတိုးတက်စေခြင်းနဲ့ဆိုရင်အေးချမ်းချမ်းတဲ့နိုင်ငံရေးနည်းလမ်းနဲ့တွားလိုက်မယ်ဆိုရင်မြန်မာနိုင်ငံကတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးထက်ဘူးဘာမှမခက်ခဲဘူးဆိုတော့ကိုကျွန်တော်ကတင်ပြလို့တယ်ဒါနိုင်ငံတော်ကတာဝန်ရှိသူတွေကလည်းဒါတွေကိုနော်နိုင်ငံငြိမ်းချမ်းရေးတကားဖွင့်ပြီးတော့လာရောက်ဆွေးနွေးဖို့ ူတို့ဖိတ်ခေါ်ထားတာပဲသူတို့မလာတဲ့ကိစ္စလေးနော်သူတို့မလာတာမလာကြတာဖြစ်တယ်ဘာကြောင့်မလာလဲလေလိုင်းပေါ်မှာခင်ဗျားတို့လည်းကြားမှာပေါ့အမုံတရားတွေနဲ့ဒီအတ္တမမှန်နာတွေကိုပဲအခြေခံပြီးပြောဆိုနေတယ်သူတို့ကပဲဆေးအာဏာရှင်ကိုတော်လှန်တဲ့ဒီမိုကရေစီတော်လှန်ရေးခေါင်းဆောင်တွေလို့လို့အသွင်မျိုးနဲ့ပြောကြနေတယ်သူတို့ကိုယ်တိုင်ကလည်းမြန်မာပြည်ကိုကယ်တင်လိုက်ရဆိုမကယ်တင်နိုင်ပါဘူးသူတို့လှုပ်ဆောင်တဲ့နိုင်တဲ့ပြည်သူကိုလှုပ်ဆောင်ပေးနိုင်တဲ့နီလန်းကဘာလဲဆိုတာသူတို့ကိုယ်တိုင်လည်းမသိပါဘူးသူတို့ရဲ့အတ္တမမှန်နာတွေ နော်ဖြုတ်ချပြီးတော့နိုင်ငံရေးနည်းလမ်းအရဖြည့်ရှင်းပြီးတော့နိုင်မီကိုတည်ငြိမ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးဝင်လာတဲ့တနေ့ကြမှာလာဒီစစ်ပွဲတွေကတည်သူလူထုတွေအတွက်ဒါဒေသဖွံ့ဖြိုးရေးအတွက်များစွာအထောက်အကူပြုမှာဖြစ်ပါတယ်လက်ရှိနေထားရတော့သူတို့ကသူတို့ရဲ့ယာရုနေယာတော်ရင်အာနာတွေအတွက်ဆက်လက်တိုက်ခိုက်နေမှာဖြစ်ပြီးပါဇက်ကတော့ဒီမိုကရေစီဟိုရေးဒီရေးဒါသူတို့ကပြောနေမှာဖြစ်ပါတယ်တကယ်တမ်းကြတော့ဗျာဘသူမှဒီနိုင်ငံကိုထမ်းပိုးသွားလို့မရပါဘူး ခမရတို့ဟိုလူကကဲတင်ဒီလူကကဲတင်မယ်နော် NUG ကကဲတင်မယ် KNU ကကဲတင်မယ် KIA ကကဲတင်မယ်ခမရတို့ဝိုင်းကဲတင်လို့ဆိုတာတိုင်းပြည်ဒီလောက်စောင့်ပြက်သွားတယ်ဖြစ်တယ်ဆိုတော့ကျွန်တော်ကပြောလိုပါတယ်သူ့ဟာသူနေတဲ့တိုင်းပြည်ပါခမရတို့သိရင်ဘယ်သူမှထမ်းဖို့သွားလို့မရပါဘူးနော်ဒါကိုလူမျိုးချင်းအာနာလူဒီလူတွေကပို့ပြီးအာနာမတ်ပြီးတော့ခမရရှင်းရှင်းပြောမယ်ဆိုသူတို့ရဲ့ယာရုံးနေရာအတွက်ဒါဒီစစ်ပွဲတွေကိုဖန်တီးပြီးတော့တိုက်ခိုက်နေတာ ဖြစ်ပါတယ်ငញ្ញန်ရင်နီးလန်းနဲ့ဖြည့်ရှိမှုနော်လမ်းရှိပါတယ်ဒီကောင်းနေမလုဆောင်ပါဘူးနော်ဒါလေးကိုကျွန်တော်တို့သွားပြီးတွေးရပါတယ်လက်ရှိအနေထားပါဘောနော်ဒီမြန်မာနိုင်ငံနိုင်ငံရေးယူဆအရာပါနော်ဒီ NND တို့မျိုးဆက်တို့88နိုင်ငံရေးမျိုးဆက်တို့နော်ဟိုအဲ့ထဲမှာမှာ အဒီအီပြောမယ်ဆိုရင်နိုင်ငံရေးနီလောက်ဆုံးကသွားတဲ့လူပေါ့နော်ဒီလူတွေရဲ့လက်ဝဲစွန်းနိုင်ငံရေးအယူဆကိုလက်ခံထားပြီးတော့သူကဘာထွေးဆိုအစိုးရဖြစ်ပြီးတောခုတဘုံထားရင်တဘုံနဲ့ပေါင်းပြီးတော့အတက်မတော်တိုင်သူတို့နိုင်မယ်ဆိုတဲ့ခက်ချောင်ချောင်အယူဆကိုသူတို့ကကင်ဆွဲထားတာတွေးရတယ်နော်တဘုံနဲ့ပေါင်းပြီးတက်မတော်တိုင်သူတို့နိုင်မယ်ဆိုတဲ့ခက်ချောင်ချောင်အယူဆကိုလူငယ်တွေရဲ့ရင်ဘက်ထဲကိုလည်းဝင်အောင်ရိုက်သွင်းထားတာတွေးရတယ်တကယ်တော့အယူချောင်ချောင်အယူဆတွေဖြစ်ပါတယ်ဘယ်တော့မှဖြစ်မလာနိုင်တဲ့အယူဆတွေဖြစ်ပါတယ်လက်ရှိနေတော့ လေတော့ဗာလေစေးရတော့ဘလို့မှမနိုင်နိုင်တော့ဘူးအဲ့တော့ဘလို့နီးကိုသွားကြမှာလဲဆက်ပြီးမိုက်တွင်းနဲ့နေဦးမှာလားဆိုတာဒီတိုင်းသားခေါင်းဆောင်တွေလက်တစ်ဖက်ဆံမရှိတဲ့လူတစုကျွန်တော်တို့ကပြည်သူတွေကမင်းကုန်းထုတ်အောင်မှာဖြစ်ပါတယ်မင်းတို့ရှုံးနေပြီမင်းတို့ဒီပုံစံတိုင်းသွားမှာလားတိုင်းပြည်ကောင်းမှုအတွက်မင်းတို့ကိုယ်တိုင်နော်နိုင်ငံကောင်းမှုအတွက်ပူးပေါင်းပါဝင်မှန်ကန်သောစေတနာနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှာလားဒါကပြည်သူကဒီကောင်းတွေကိုပြန်ပြီးလက်တစ်ဖက်ဆံမရှိတဲ့ဒီကောင်းတွေကိုပြန်ပြီးမင်းကုန်းထုတ်ကြအောင်မှာဖြစ်ပါတယ်လက်ရှိနေသားဘောနော် အန်ဂျီရဲ့အနေထားကိုပြန်ကြည့်လိုက်ပါခင်ဗျာစီရီယံစီရီယံဆိုပြီးလှုပ်လိုက်တယ်စီရီယံလှုပ်တဲ့လူတွေစင်းရဲအလုံးလှုပ်လှုပ်လက်မဲ့တွေဖြစ်ပြီးတော့စင်းရဲငက်ပြတ်တယ်သူများနိုင်ငံတွေမှာဒါအလုံးမျိုးစုံလှုပ်စားရတယ်အောက်တန်းကြဆုံးလှုပ်တွေလှုပ်စားရတယ်ဒါကတော့ဟိုစီရီယံလှုပ်ပြီးလှုပ်တဲ့လူတွေကိုလည်းကျွန်တော်ကဟိုပြောမယ်ဆိုရင်တော့ ဒါသူတို့မှတ်ပြသူတို့ခံရတာပဲလေလူဆိုတာအလုံးကထမင်းစားလာလာအနေထားတစ်ခုကိုနော်မသုံးသက်တဲ့ရင်အကွက်ချွေမာရင်အစားခံမယ်ဆိုတဲ့အတိုင်းပဲသူများချင်းထဲတော်ယုံနေကောင်တွေရတော့ဘဝပြတ်မှာပဲ BDS ဆိုလဲကျွန်တော်တို့ကအတက်နိုင်ဆုံးဒီချိန်မှာလင်းဝင်မှုကျွန်တော်တို့ပြောပါတယ်အလင်းဝင်တဲ့လူအသက်ရှိတာပေါ့အနေဆုံးမိသားစုနဲ့ပြန်တွေ့ရတာပေါ့ဒါသူတို့မလုံဆောင်တာသူတို့ရဲ့တမန်ပဲဖြစ်ပါတယ်အဲဒီကောင်တွေကဒီပြည်ပလေလိုင်းပေါ်မှာရှိတဲ့အလုံးကြီးကိုတွားပြီးကိုးကွယ်တယ်မြေပြင်မှာ၄-၅နှစ်လောက်ခင်ဗျားတို့ BDS တွေတိုက်တယ်မြောက်ဒီဟာတွေယုံကြည်ပြီးတိုက်တယ် အန်ယူဂျီကခင်ဗျားတို့ကိုဘာတွေများလှုပ်ဆောင်ပေးနိုင်လဲဘာတွေများခင်ဗျားတန်တမန်ရေးရနိုင်ငံရေးရအောင်မြင်မှုရောဘယ်တိုင်းသားလက်လက်ကန်ဖွဲ့စည်းဘယ်ဖွဲ့စည်းကိုများခင်ဗျားပံ့ပိုးနိုင်လို့လဲနိုင်ငံရေးရပံ့ပိုးနိုင်တာတွေ့လို့လဲစီးရောဘာတွေများပံ့ပိုးနိုင်တာတွေ့လို့လဲဒါတွေမလှုပ်ဆောင်နိုင်မဲနဲ့များခင်ဗျားတို့ကဖျားတဆုဂူလုံးသွင်းပြီးအန်ယူဂျီကိုလက်လက်ကန်တွေကမူလရည်ရွယ်ချက်ရည်မှန်းချက်တွေရှိတဲ့တိုင်းသားတွေတနော်နိုင်ငံရေးရလှုပ်ဆောင်အောင်မယ့်ကိစ္စတွေကိုမလှုပ်ဆောင်ပဲလက်လက်ကန်နီးလန်းကိုအန်ယူဂျီကိုကိုးကွယ်ပြီးတော့သွားပြီးရှောက်လန်းတဲ့အခါမှာအာဒီ ဒေသတွေမှာနေမြပျက်စီးမှုတွေပျက်စီးမှုတွေဆုံးရှုံးမှုတွေနော်လူသားချင်းမြေဆုံးရှုံးမှုတွေအများစွာဖြစ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်ပြောမယ်ဆိုရင်ခင်ဗျားတို့စိတ်ကူးတာမရှင်ပါနဲ့ဖြစ်နေတာတက်ဖြစ်နေတာကိုလှုပ်ကြပါလို့ကျွန်တော်တို့ကပြောလိုပါတယ်ဒါဒါတော့ဒီနေ့အဲ့တော့ထူးခြားတဲ့သတင်းလေးတွေပါအနိုင်ငံရေးအတွက်သတင်းလေးတွေအရကျွန်တော်တို့ကလည်းလက်ရှိရှင်မှာ ဟိုရွက်ကောက်ပွဲလဲနှီးတာတာဖြစ်တော့တော့တွေ့သိတွေ့ထိုက်တဲ့သူတွေနဲ့လည်းမြေကွင်းစင်းပြီးတွေ့နေတာတွေရှိပါတယ်အဒီလိုကွင်းစင်းပြီးတွေ့တဲ့ကာလမှာကာလမှာကျွန်တော်ကလည်းဒီနောက်ပိုင်းဆိုရင်သတင်းရကူမှုတွေအားတဖြည်းဖြည်းနဲ့ကျဲလာမှာပေါ့နော်မအားလက်တဲ့ချိန်ကြားတွေကကျွန်တော်တို့ကျဲလာမှာဖြစ်ပါတယ်ဘာဖြစ်ဆိုတော့မြေပြင်အနေထားကိုကျွန်တော်တို့ကသိမှာပေါ့နော်ပါတီနိုင်ငံကြီးမှာじゃမြေပြင်အနေထားကိုသိမှာဆောင်ရွက်ရတာဖြစ်လို့ဟိုကျွန်တော်တို့ကိုယ်တိုင်လည်းကွင်းစင်းပါတယ်ကွင်းစင်းလဲဆိုတော့ကျွန်တော်လှုပ်တော့ကိုယ်တိုင်ပါဝင်လို့မဟုတ်ပါဘူးငါကျွန်တော်တို့တာဝန်ပေးချက်အရာ ကျွန်တော်အသီးစားတောင်းပေးထားတာရှိတယ်ကျွန်တော်ရဲ့တောင်းဝင်အရာတောင်းဝင်ပေးချက်အရာကျွန်တော်ဆောင်ရွက်နေတာရှိတယ်ဒါကြောင့်ဒါကြောင့်နောက်ပိုင်းဆိုရင်ရုပ်သံသတင်းတွေရိုက်တာတွေသတင်းတင်ဆက်မှုတွေနေလာမှာဖြစ်တယ်ဆိုတာအကြောင်းလေးကိုကျွန်တော်ကကြိုပြီးအဲပြောကြလို့ပါတယ်တောင်းလဲတောင်းမှန်ပါတယ်ဒါကတော့ဒါဒါကျွန်တော်တို့ဟိုနေပြည်တော်မစင်းမဲ့တော့ဒါအချင်းဒီမှန်ကိုသိမှာမဟုတ်ပါဘူးလက်ရှိကျွန်တော်မြေပြင်ကွင်းစင်းပြီးလေးလာကြည့်သလောက်ပေါ့နော်တွေ့ဆုံဆွေးနွေးမှုသလောက်ပြည်သူလူထုတရက်လုံးက င်းငင်းချင်းချင်းနဲ့အေးဆေးဆေးသွားကျင်ကြပြီဗျာပြည်သူလူအကုန်လုံးခမားတို့ဟိုပြည်သူပြည်သူဆိုပြီးလိုင်းပေါ်မှာអော်နေတဲ့လူလေး၄၅၆ဟာလောက်လိုင်းပေါ်မှာလောက်ကိုခမားတို့ပြည်သူလူတက်မှတ်လို့မြန်မာမျိုးများပြည်သူတန်ပေါင်းတော့54တန်းစီတယ်အဲ့ထဲမှာရက်ရွာတွေခမားတို့စင်းကြည့်လိုက်ပါပြည်သူလူတို့အကြောက်တရားနဲ့နေနေကြရတယ်เนาะဒီဘာဖြစ်လဲရွာပြက်မလားမြို့ပြက်မလားเนาะဆိုဘယ်အချိန်မှမြတ်လာပြီးငါ့ကိုပြစ်တတ်မလဲ ဒီလိုအတွင်းမျိုးတွေနဲ့ပြည်သူလူထုကရှင်းသင်နေရတယ်။တောတက်ပြီးလှုပ်ရှားမဲ့လူတွေတောမတက်နိုင်ဘူး။လေယာလုံးမဲ့သူတွေလေယာတွေကိုဖြောင်းဖြောင်းတန်းတန်းမသွားနိုင်ဘူး။အဲဒီနေသားမျိုးတွေဖြစ်လာတယ်။နော်။ဘာကြောင့်လဲဆိုပြည်သူလူရဲ့လူလားမှုကဒါတွေကိုရွံ့မုန်းလာပြီ။သူတို့လွတ်လွတ်လပ်လပ်အေးချင်းလွတ်လွတ်လပ်လပ်နေသွားလာခြင်းနဲ့အေးချင်းရဲ့လုံခြုံရှာဖွေစားတော့ခြင်းနဲ့သူတို့သားသမီးတွေကိုပညာကောင်းကောင်းသင်ပေးခြင်းနဲ့ နော်ဒီလိုနေထိုင်ခြင်းလေဒါပြည်သူလူထုရဲ့ဆန္ဒအစစ်မှန်တဲ့ဆန္ဒပဲခင်ဗျားတို့ line ဘောကဟောင်းနေတဲ့កောင်တွေဟိုဟိုဒီ line ဘောကငစီတို့ဘာတို့ရှောက်ဘာမသိညာဘယ်နှခါမြတ်ပြည်သူလူထုနဲ့ခင်ဗျားတို့ထိတွေ့တယ်အဲ့ထွက်ပြေးနေတဲ့ဒီកောင်တွေနီးဘင်းတချို့တဝက်လောက်ကိုသွားတွေ့ပြီးပါနီးပြည်သူဆန္ဒရှောက်អော်နေတာနော်ပြည်သူလူထုများပြားတဲ့ပြည်သူလူထုအများဆုံးနော်ပြည်သူအားလုံးနေပါဟာနော်ငင်းငင်းချင်းချင်းနဲ့အေးစစ်စစ်နေကြပြီပညာရှာကြပြီဥစ္စာရှာကြပြီ လွတ်လွတ်လပ်လပ်နေလှုပ်သွားလာခြင်းကြပြီเนาะပြည်သူစန္ဒာဒါအမှန်တရားပဲပြည်သူမစန္ဒာကိုခမဟိုလိုင်းပေါ်နေပိနေဟောင်းတာလောက်ကိုပြည်သူစန္ဒာလို့တွက်လို့မရအောင်မြေပြင်ကိုင်းစင်းပြီးတကယ်လက်တွေ့စနေနာကြီးလိုက်ပါပြည်သူတို့ရဲ့အမှန်ကစန္ဒာသည်ငင်းငင်းကြမ်းကြမ်းနဲ့အေးဆေးနေနေရွာမပြတ်ချင်ဘူးအိုးအိမ်မဆုံးဟခြင်းဘူးညုံမပြတ်စေခြင်းဘူးဒါပြည်သူရဲ့စန္ဒာဖြစ်တယ်เนาะအဲဒါကိုပြည်သူစန္ဒာပြည်သူစန္ဒာကိုပြောခြင်းကပြောပြီးပြည်သူစန္ဒာဆိုမပြောပါနဲ့ ကိုကိုတိုင်းတကယ်ပြည်သူရဲ့ဆန္ဒဘာလဲဆိုတာသိအောင်လုပ်ပြီးရင်အဲ့ဒါကိုအကောင့်ထဲပို့ပေးနိုင်တဲ့သူကသာနော်တကယ်ပြည်သူဆန္ဒကိုအကောင့်ထဲပို့ပေးသူပဲဖြစ်လိမ့်မယ်ဘယ်ပြည်သူကမှအကြမ်းဖက်ဖို့မှုကိုဘယ်ပြည်သူကမှအကြမ်းဖက်မှုကိုမလိုလားဘူးဆိုတာကိုသိဖို့လိုပါတယ်ဟုတ်ကဲ့ယေရှုတင်မှာအကြောင်းကြောသွားပါ